မင်းနေလျှောက်စေပါပဲလေလူဘဝမှာအရေးအပါဆုံးအဖြစ်ပြက်သုံးမှုရှိတယ်။မွေးဖွားခြင်းအသက်ရှင်ခြင်းနဲ့တည်ဆုံးခြင်းတို့ဖြစ်တယ်။မွေးဖွားခဲ့သည်ကိုမှတ်မိတော့တည်ခြင်းနဲ့ကြုံလာသည့်အခါတုံလုံးချောက်ချသည်အသက်ရှင်နေခိုက်တွင် နေဖို့အတွက်မိသွားသည်လို့ဆိုပါတယ်။ပတ်ခေဘူးတော်လေးပါ။ဦးစင်းတို့နေဖို့မိနေကြသလား။တရဝရီဟာဘဝမှာရှင်သန်ရတ္တိဖို့အခြေခံမပြည့်စုံသူကပြည့်စုံအောင်ရှာတယ်။ပြည့်စုံပြီးသူကလည်းအိုးပိုပြီးပြည့်စုံခြင်းလို့ရှာဖွေကြပြန်တယ်။ ဥနောလောကအတိတ်တော်တနာတာတော်လောကလောကသည်ဥနောယုတ်တျော်နေ၏အတိတ်တော်ရောင်ရဲသည်မရှိတနာတာတော်တနာဤကြီးကျွများသာဖြစ်၏လို့ဆိုရမဟုတ်လားရထပါလတ်ဘယ်လိုရည်ရဲ့ရှားပြီးရှားရှား လူချင်းမှုတွေဆောင်ကြတာပါစင်ကြီးရောရှိနိုင်ကောင်းပေမဲ့တကယ်လူဟာချက်ကြောင့်ရှာပွေတာတဲ့လူချင်းမှုကသာအာသာပါတယ်ဂျာမန်ဒသနာပညာရှင်ရှူဘင်ဟောင်ဝါကလူတွေဟာတကယ်တော့အကြောင်းရှိလို့တစုံတရာကိုလူချင်းတာမဟုတ်ဘူးလူချင်းလို့သာအကြောင်းရှိအောင်လုပ်တာအကြောင်းရှိလောက်ရှာယူတာ ယုတ်တိပေတာဆိုတာအခြားမဟုတ်ဘူးလူရဲ့လူခြင်းမှုကိုမှန်ကန်တဲ့လူခြင်းမှုဖြစ်တယ်လို့ခိုင်လုံသွားသတိပြတဲ့ပညာကိုခေါ်တာလို့ဆိုရဲအလိုအကြောင်းပြချက်တွေနဲ့ပဲရှာဖွေပါသည်လူခြင်းနာပြည့်စုံရင်ပျော်ရွှင်ရလိမ့်မယ်ဆိုရဲမျောလင်းချက်စိတ်အရင်ခံနေရှာကြတာပါငွေရှိရင်ပျော်ရမယ် ယာရုအာနာရှိရင်ပြောရမယ်။ပညာတကြီးဖြစ်ရင်ပြောရမယ်။အောင်မြင်မှုရရင်ပြောရမယ်ဗော။ဒီတော့ငွေရှာလို့ရတဲ့အခါပြောတယ်။ယာဒုအာနာရတဲ့အခါပြောတယ်။ပညာတကြီးဖြစ်တဲ့အခါပြောတယ်။အောင်မြင်မှုရတဲ့အခါပြောတယ်။ဒါတွေကပျော်ရွှင်မှုစစ်ဟုတ်ပါရဲ့လား။ကလေးတယောက်ကိုအယုတ်တစ်ခုပေးလိုက်တယ်။ကလေးကခုံပေါက်ပျော်ရွှင်သွားတယ်။ ်ပျော်ရွှင်မှုဟာခဏပဲခံတယ်ဒီယုံနဲ့ကစားရတာယူသွားရင်နောက်ထပ်လူချင်းလာပြန်တယ်မရရင်စိတ်မချမ်းသာတော့ဘူးအယုတ်အတိတ်ခုရှာပေးရပြန်တယ်အယုတ်တိရောဝေးဆိုပြောသွားပြန်ရောဘောဦးစင်းတို့တွေလည်းအပီဖြစ်လီမလားဆိုပြီးယာရုဥစ္စာစည်းစိမ်အောင်မြင်မှုဆိုတာတွေကို သဲအပံစာဖွေရတယ်။ရှာဖွေလို့ရရှိတယ်ပဲထား။ရရှိတော့ပျော်ရွှင်ရတယ်လို့ဆိုတယ်ပေါ့။ဆိုကြပါစို့။နောက်ဆုံးတော့ iPhone ထွက်လာတယ်။ဝေခံလိုက်တယ်။ပျော်သွားတယ်။ဒီပျော်ရွှင်မှုဆိုတာစစ်မှန်တဲ့ပျော်ရွှင်မှုမဟုတ်ရဲ့လား။လူကျင်တာရလိုက်တဲ့အခိုက်တက်ဖြစ်ပေါ်လာတဲ့ပျော်ရွှင်မှုကခဏပဲခံပြီးနောက်ထပ်မောတဲ့အစ်စ်အစ်စ် ထပ်ထပ်ပေါ်လာတော့ထပ်ထပ်လူကျင်လာပြီးတောင်းတဆိတ်နဲ့စင်ရရပြန်နေမဟုတ်လားအတော်ရီယာလူကျင်လာရတဲ့ကစိတ်လူရှားပြီးကျေနပ်စိတ်ဖြစ်သွားတတ်ကြပါလေလူကျင်လာရလိုက်တဲ့ချိန်မှာအုံတော်ကตายာမှုကိုဖြစ်စေတဲ့โดပါมินฮอร์โมนထုတ်ပေးပါတယ်အဲ့ဒီฮอร์โมนကစိတ်ကျေနပ်စရာကောင်းပေမဲ့ ဆွဲလန်းမှုကိုလည်းဖြစ်စေတတ်တယ်။ဒါကြောင့်စိတ်လုံရှားကြည်နှမှုအမြဲရနိုင်မှုရှားဖွေမှုတွေအစမပြတ်လုပ်နေကြရတာပေါ့။တခဏတာ စိတ်လုံရှားကြည်နှနေခြင်းကပျော်ရွှင်မှုအစ်စ်ပဲဟုတ်တော်မလဲနော်။အော့စပို့စရာတော့ကိုပိုင်ဆိုင်တဲ့ကာသည်ဘယ်ချင်းအဟောင်းဖြစ်သွားတယ်တင်တယ်လေလို့မေးတယ်။ဒကာရီက ဤလိုဘလောင်မောင်းပြီးအနှစ်နှစ်ကြာရင်ဟောင်းသွားပါတယ်လို့အမျိုးမျိုးဖြေရပြီမဲ့ဆရာတော်ကကိုအိမ်ဘီးကလို့နောက်ဆုံးပေါ်ကားသေးဝယ်တာတွေးလိုက်တာနဲ့ကိုစိတ်ထဲမှာကိုကောက်ဟောင်းသွားပြီလို့ထင်ကြပါတယ်လို့ဖြေပြပါတယ်ရှားဖွေဒီနေမှာဒုက္ခနဲ့ရင်းခဲ့ရတယ်တိုင်ဆိုင်ကြီးနေနဲ့တွန်းတိုက်ခဲ့ရတယ် မနာလိုခြင်းတွေတွေ့ကြုံရတယ်။ကြာရှုံးမှဆိုးတိတ်ခြင်းတွေနဲ့ဖိအားတွေရခဲ့တယ်။ပိုင်ဆိုင်ခြင်းရဲ့နောက်ွယ်မှာဆုံးရှုံးပြောက်ွယ်မှာကြောက်တဲ့ဆိုးထိတ်မှုရှိနေတယ်။ရရှိခြင်းများနဲ့လည်းရောင်ရဲသွားတယ်မရှိပဲအပေါ်လောဘစိတ်ပြည်စည်းခံရတယ်။ဒီလိုဖိအားတွေလျှော့ချဖို့ကာမဂုဏ်ခံစားမှုတွေနဲ့စိတ်ထွက်ပေါက်ပြန်ပြီးရတယ် ဒါဟာအမှန်တကယ်မပြောရလို့ဘောပစ္စည်းဥစ္စာရှိတိုင်းမပြောပါဘူးလေပိုင်ဆိုင်မှုများလေအောင်မြင်လေ struck ပြီးများလေပါပဲ struck ပြန်မခံနိုင်တဲ့ဆုံး suicide လုပ်ခြင်းနဲ့ထွက်ပေါက်ရှာတဲ့အသည့်ဖြစ်ကုန်ရတယ်ပုံမြင်လေးတစ်ခုရှိတယ်အလွန်ချမ်းသာတဲ့တတိယအိမ်သားမှာအလွန်ဆင်းရဲတဲ့တဲကုန်လေးတစ်ခုရှိတယ် အဲ့ဒီတဲကုတ်လေးမှာစင်ရသားလင်မယားနေတယ်။မနဲ့စိုးလုံးသွားငွေရှာချက်ပြုတ်စားညဆိုရင်လာတာသားမှာဘုံတိုလေးတီးပြီးတီဆောင်ကခုံကြတယ်။တဲကလေးကတကားတော့မရှိပါဘူး။စင်ရသားလင်မယားဟာဘာအပူပင်မှမရှိသလိုပါပဲ။တဲကုတ်ကလေးစီကသူတို့ဘဝကို အဲ့ဦးကြီးပေါ်ကတထေးကြီးကအေးအားကြတယ်တထေးကြီးမှာပိုင်ဆိုင်မှုတွေကအများကြီးဒါပေမဲ့တဲကုတ်ကလင်မယားလောက်သူမပြောဘူးစိတ်ဖိစီးမှုတွေများလွန်လို့ညာဆိုရင်နှစ်နှစ်ခြိုက်ခြိုက်မေးဆက်နိုင်ဘူးသူစင်းရဲ့လင်မယားစီကကြော်ရွှင်မှုကိုဝယ်လို့ရရင်ဘလောက်ပေးရပေးရသူဝယ်ချင်နေပါတယ် ျော်ရှင်မှုဆိုတာကလည်းအဲ့ဒီလိုဝေလို့ရတဲ့အရာမှမဟုတ်တာအထေကြီးကစင်ရသားလေမယားကိုချစ်ခင်လာတဲ့အတွက်ငွေတုတ်တထုတ်ပေးလိုက်တယ်အဲ့ဒီနေ့ကစားပြီးအဲကုတ်လေးမှာပုံသင်တိတ်ဆိတ်သွားလေမကြခင်မှာပဲစင်ရသားလေမယားဟာအထေကြီးစီရောက်လာပြီးအထေကြီးတင်ငွေတင်ပြန်ယူပါတော့ ငွေတုံးရောက်လာကလေးကကျွန်ုပ်တို့ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးလိုက်ရငွေတုံးပြောက်မှဆုံးရည်စိမ့်နဲ့နင်းညာတယောက်တည်းလက်ဆောင်းဆောင်နေရလို့အေးရေးပြက်ပင်မန်းလွန်လာပါပြီစီးစဉ်ဥစ္စာပိုင်ဆိုင်မှုက site ဖွင့်နေတွင်းနေပါတယ်ရှာဖူးချင်းစင်းရင်းနဲ့ရင်းငယ်ရတဲ့ပိုင်ဆိုင်ခြင်းမှာဆောင်းဆောင်ရှင်းစင်းရင်းနဲ့ထัจုံရပြန်တယ် ပင်ပင်ပန်းပန်းနဲ့ရှာဖွေလုပ်ကျွေးနေပါလေခန္ဓာကြီးကပျော်ရွှင်မှုအစစ်ကိုမပေးပဲစိတ်လှုပ်ရှားမှုတွေသာတခဏတာကျဉ်းနေစေပြီးတောကတွေကိုပဲပြီးတယ်ဒေါသတွေပြီးတယ်အိုနာတိဆိုတဲ့ဒုက္ခစစ်စစ်ကြီးကိုပဲပြီးပါတယ်စီစဉ်ဥစ္စာတွေရရှိရင်ပျော်ရွှင်ရမယ်လို့အဝိဇ္ဇာကလိန်တယ်ဦးဇင်းတို့ကအလိန်ခံရမှမသိတော့ဟုတ်တယ်ပြီး တဏှာရဲ့ကျူးကံမှုနဲ့ရှာဖွေတကယ်ရရှိလာတော့တော်ရှင်မှုစစ်မဟုတ်ပဲဒုက္ခစစ်တွေဖြစ်နေတော့တယ်မတန်လိုက်တာနော်အာယုံတုတွေနဲ့ခံစားမှုအစ်စ်တွေကပင်မလိုက်တာပျော်ရွှင်မှုကိုပြင်ပအာယုံတွေမှာလိုက်ရှာတော့ပျော်ရွှင်မှုအစ်စ်ကိုဆုံးရှုံးတာပေါ့ပျော်ရွှင်ခြင်းအစ်စ်က မိမိရင်ထဲမှာလည်းရှိတာယာဒုဥစ္စာအောင်မြင်မှုတစ်ခုခုကိုပိုင်ဆိုင်ရမှစိတ်ချမ်းသာတယ်ဆိုရင်အဲ့ဒီအရာတွေကဥစဉ်တို့စိတ်ကိုခြေလေချုပ်ကင်သွားပြီကိုယ့်ရဲ့စိတ်ချမ်းသာမှုကအဲ့ဒီအရာတွေပေါ်မှာမိခုံနေရပြီဒါဆိုစိတ်ချလက်ချပြေပြောနိုင်တော့မလဲလွတ်လပ်မှုဆုံးရှုံးနေတဲ့စိတ်ဟာ ပျော်ရွှင်မှုလည်းဆုံးရှုံးပါတယ်တစ်ခုခုပိုင်ဆိုင်ရလို့ကျင့်တတ်တာကတကယ်ပျော်ရွှင်မှုစစ်မဟုတ်ပါဘူးကလေးတယောက်ရဲ့စိတ်လူရှာခြင်းများတာပါပျော်ရွှင်မှုစစ်ကပြင်ပပေးရဖို့မှမမီခေါ်တော့ပဲတည်ငြိမ်အေးချမ်းနေတာဒီလိုတည်ငြိမ်အေးချမ်းတဲ့ပျော်ရွှင်မှုစစ်ရဖို့ကတော့မကင်းနိုင်သေးတဲ့ရှာဖွေမှုဖြစ်စဉ်နဲ့ ဓမ္မအသိဉာဏ်တွင်ပြီးနိုင်မှာဖြစ်မှာပါလောကီလူသားဟာလောကလုံးတွေကိုလုံနေကြရအောင်မယ်ဒါကြောင့်လောကီတာဝန်တွေဆောင်ရွက်ရင်ဓမ္မဘုရားပူတွဲရယူနိုင်ရမယ်ရောစရာတော့ဘုရားကြီးကတရားဟာအချိန်ကိုလည်းမတောင်းပါဘူးအချိန်မရှိသေးလို့တရားနှလုံးမသွင်းနိုင်သေးဘူးတရားအမထုတ်နိုင်သေးဘူးဆိုတဲ့စကားမပြောပါနဲ့ အရာဟာငွေကိုလည်းမတောင်းပါဘူးလူတော့လှကျင်တာပေါ့ငွေမရှိသေးလို့ဆိုရဲစကားလည်းမပြောပါနဲ့တရားကစိတ်ကောင်းကိုပဲတောင်းတာပါနေ့စဉ်ပြုရမယ့်တာဝန်များကိုအဒီပညာနဲ့ထိမ့်ပြီးစင်ကြီးရင်အမိုက်တွန်တာတော့မှဝိပဿနာဖြစ်ပါတယ်အချိန်ကအသုံးဝင်ခဲ့တာတွေဟာအခုအမိုက်ဖြစ်သွားပြီအမြဲရင်သဘောတွေပါလားလို့နှလုံးသွင်း ဝိပဿနာဖြစ်နေပါလေလို့ဆုံးမပါတယ်စိတ်ဟာအင်းငြိမ်မှုနဲ့မြင့်မြတ်အေးချမ်းနေဥနောကအင်ဒိုဖင်ဟော်မုန်းထုတ်တယ်စိတ်ကိုတည်ငြိမ်နေတဲ့မော်ဖိန်းဓာတ်တစ်မျိုးလို့ဆိုတယ်ပြင်ပကရယူတဲ့မော်ဖိန်းဟာလူကိုထိုင်းမိုင်းစီပေမဲ့စိတ်တည်မုန်မှုတည်ငြိမ်မှုရောက်ရလာတဲ့အင်ဒိုဖင်ဟာတော့အေးချမ်းစီပါတယ် ါကြောင့်ဘဝထဲမှာတရားမရှိမဖြစ်လိုအပ်တာပေါ့။ငွေဖွာခြင်းတွေဥစဉ်တို့အာမမတတ်နိုင်တော့ပါဘူး။မွေဖွာပေးပြီဖြစ်လို့တည်ခြင်းတို့တို့လည်းဥစဉ်တို့အာမမတတ်နိုင်ပါဘူး။နေ့စဉ်ကာလမှာအဒီကင်းလို့မင်းနေကြရင်ဖြစ်ပင်မန်းပူလောင်မှုတွေနဲ့လုံထွေနေရာကျိုးမနှက်ပဲ လူဖြစ်ဆုံးရှုံးကြရတော့မှာပေါ့တည်ခြင်းကလက်ကမ်းလာတဲ့အခါမိုင်မဲစွာညင်းဆန်ယုံကံရင်တဘဝအရှုံးနဲ့ဆုံးသက်ကြရလိမ့်မယ်ဆရာတော်ကြီးတစ်ပါးကလူတွေဟာရေကန်ထဲကငားတွေလို့ငားပျော်ပျော်နေကြတယ်လို့ကရုဏာနဲ့ဆုံးပါတယ်ငားတွေမွေးရသည်ဆိုရင်ရေကန်မြင်းတဏ္ဍလျား လူလာကူခတ်ပြောပါလို့ဘောနွေရာသီရောက်လို့အဖြည်းဖြည်းနဲ့ရေခမ်းလာတဲ့အခါရေအိုင်လဲမှာဆုလာပါတယ်ရေခမ်းပြီးအိုင်လဲမှာဆုလာတာသူတို့တီဘီနဲ့หนีလာတာပါဒါကမသိနိုင်တဲ့ငါတွေဟာရေအိုင်ဆုဆုလေးထဲမှာပဲအကောင်နဲ့တကောင်တွန်းလို့တိုက်လို့ပျော်ပါကူခတ်လို့ကောင်းလုံးပါ လူတွေဟာငယ်ရွယ်စဉ်ကလောကကြီးရင်ကျဲကိုစီကိုစီကုခတ်နေကြတယ်အသက်အရွယ်တဖြည်းဖြည်းရလာတဲ့အခါအာသမီးမီးမြစ်တွင်နဲ့အိမ်အိုင်ကလေးထဲမှာဆုလာပါပြီအိမ်အိုင်ကလေးထဲမှာဆုဝေးလာတာအိုမင်းလာပြီးတည်ခြင်းနဲ့နီးလာပြီးဆိုတဲ့သဘောပေါ့ဒါကိုမစင်မစင်ရင်မိတဲ့လူက တည်ခြင်းအတွက်တန်တရာအတွက်ဘာမှမပြင်ဆင်မဲငါးရီလိုတူတူတိုက်တိုက်နဲ့ကြော်နေတော့မှပဲလူဖြစ်ပြီးလူမှာပြည့်စုံရမယ်ဆွာမှာစွမ်းအားများဖြစ်တဲ့ဒါနသီလပညာနဲ့မပြည့်စုံရင်လူမပီသားပဲဖြစ်သွားပါလိမ့်မယ်ပြောเสียရတော့ဘုရားကြီးလူပီသားစွာ ျော်ရွှင်နိုင်ကြပါစေ။